ဒီနေ့ကျွန်တော်အလဲခေါ်သွားခြင်းတဲ့အင်္ဂလိပ်တစ်လုံးကတော့ဒီမှာဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းနေလဲရောက်နေပြီကျွန်တော်အဲ့တော့တကယ်ချင်းနေတဲ့ဒူဒီနေ့ဒီမှာပဲအနားယူရင်းနဲ့အေးအေးဆေးဆေးလေး relax လုပ်ကြမယ်ဘာကျွန်တော်ကအခုအေးစေးစေးလေးအနားယူလို့ရအောင်ကျွန်တော်ပြုံလွင့်မြုံမှရှိတဲ့နေရာလေးတစ်နေရာကိုယူထားရတယ်။ကျွန်တော်ကတော့ပြုံလွင့်မြုံမှရှိတဲ့ခိုင်မာသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတယ်။ဒေါက်တာဆူမှုဖြစ်ပါတယ်ခင်ဗျ။ဒီမှာဒီမှာဒီမှာဒီဗလော်လေးကိုအဆုံးထိကြည့်ပြီးဖို့အတွက်ကျွန်တော်ကတော့ request လုပ်ပြရစီ တကယ်ကိုစိတ်ငြိမ်ပြီးတော့မှစိတ်ထဲမှာလေဒီ pressure တွေကိုလေတော်တော်လေးကိုပော့သွားတယ်လို့ခံစားရတယ်ပြီးတော့တကယ်ကို relax လုပ်ချင်တဲ့သူတွေအတွက်တကယ်ကိုနေထိုင်ချင်တဲ့သူတွေအတွက်ဆိုရင်ဒီတနေရာလေးကကျွန်တော်တို့ဒါပြုံးလေးမျိုးနဲ့လည်းအရင်မဝေးဘူးဆိုတဲ့အခါကျတော့ကျွန်တော်ကတော့လေ recommend ပေးချင်တယ်တကယ်ကိုငှက်တန်လေးတွေကဒီလိုစမ်းချောင်းမှာကြာနေတဲ့ရေစီးတန်လေးတွေအားစား ။ရန်ကိုအေးချမ်းနေတာပဲ။တရားလေးရောပြည့်ခါကျတော့ကျွန်တော်စမ်းချောင်းလေးတွေရောညနေဆိုရင်မနေ့ဆိုရင်ကျွန်တော်ဒီညမှာကလေးလေးတွေရောကျွန်တော်လူကြီးသူမတွေရောကျွန်တော်လူရွယ်တွေရောအေးအေးဆေးဆေးလေးဒါလမ်းလျှောက်မယ်အနားယူမယ် relax လုပ်မယ်တကယ်ကိုစိတ်ကိုငြိမ်းချမ်းပြီးတော့မှ အရန်ကိုပြည့်ပြည့်စုံတဲ့နေလဲနေရာလေးတနေရာဖြစ်တယ်။ကြပြားလေးတွေရေးချင်းစိတ်လည်းကျွန်တော်စိတ်ထဲမှာပေါ်လာတယ်။ပြီးတော့နောက်တစ်ခုကတခြင်းလေးတွေဆက်စုပ်ခြင်းတဲ့စိတ်လည်းကျွန်တော်စိတ်ထဲမှာပေါ်လာတယ်။ပြီးတော့စိတ်ကိုအရန်ကိုကြည်လင်အေးချမ်းတဲ့ feel လုံးလည်းအခုချိန်မှာခံစားရတယ်။ဒီနေရာလေးကကျွန်တော်တို့ပြုံးလွေမျိုးနဲ့လည်းအရင်မဝေးဘူးပြီးတော့အိမ်လေးတွေကလည်းစင်တူလေးတွေနဲ့မင်းမျိုးမှာပဲပြုံးနေမှာပဲပေါရောက်နိုင်တဲ့ဒီလိုရောင်စုံပန်းမှန်စက်ခင်း ပုံစံအနေထားလေးရလဲဒီဗီလာဝင်ထဲမှာတတိကျကျကိုစီစီရှိနေတယ်ပြီးတော့ဒီလိုလေးမျက်ခင်းပြင်လေးတွေရောပြီးတော့ရေဒဂွန်လေးတွေရောကျွန်တော်ငတ်တန်လေးတောင်ကြားရတယ်အရန်ကို agent စိတ်ငြိမ်ပြီးတော့မှ relax ဖြစ်သွားမဲ့နေရာလေးတနေရာကိုကျွန်တော်ကတော့လာရောက်ဖို့အတွက်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပြစီအကျွန်တော်ဒါမိသားစုတွေစင်ပြပြွှွှွှွှွှမဲ့ကလေးတွေအားစလာလာဒီလာဖြတ်သွားဖြတ်သွားဖြတ်သွားပါမယ်ယူအေးစစ်စစ်လေးအနာယူတာကိုလည်းကျွန်တော်တွေ့မြန်မှာဖြစ်ပါတယ် တိဆောက်ထားတဲ့ပုံစံလေးဦးလေးလေးသိသဘောကြတာအဲ့တော့ကျွန်တော်ဒါတိဆောက်ထားတဲ့ပညာရှင်တွေကိုလည်းကျွန်တော်ဒီနေရာနေပြီးတော့မှကျွန်တော် appreciate လုပ်တယ်အင်းရဲ့အနောက်ကနေပြီးတော့မှဒီတကားပေါက်တို့အသေးလေးကနေပြီးတော့မှအပြင်မှာလမ်းလျှောက်လို့လည်းရတယ်ပြီးတော့ဒီချန်လေးထဲမှာလည်းဒီလို landscaping လေးတွေနဲ့မြက်ခင်းလေးတွေနဲ့ဆက်ပြီးတော့တွေ့မြင်ရမယ်ဒီမှာတစ်ပင်အကြီးကြီးတွေပွင့်နေတဲ့ပန်းအနေထားတွေအားစတကယ်ကိုတကယ်ကိုတကယ်ကို agent စိတ်ငြိမ်တဲ့ feeling တစ်ခုကိုရတယ်အရင်ပြည့်စုံတယ် ဒီနေရာကဒါကျွန်တော်ရဲ့အဲကန်လေးအဲကန်လေးဆိုရင်လည်းအခုလိုစတီလေးတွေနဲ့တိတိချာချာလေးလှဆင်ထားတယ်ပြီးတော့မီဆိုင်လေးတွေနဲ့ချိုးကွေ့ထားတဲ့အချိုးကွေ့လေးဒါဆိုတော့လုံးဝဥရားစရာလေးပြီးတော့ဒီမှာမင်းမျိုးဆိုတာနဲ့မရှိမဖြစ်ပပမဖြစ်တယ်ဒီလိုမီးလင်းပုံအကြီးလဲပါသေးတယ်ပြီးတော့မှကျွန်တော်ဒါချက်ပြုတ်ပြင်ဆင်လို့ရနိုင်တဲ့ဒီလိုလေး kitchen လေးလည်းပါတယ် dining area လေးနဲ့ကျွန်တော်ဒါအဲကန်းလေးနဲ့တို့တစ်ဆက်တဲ့ တော်တော်ပြည့်စုံတယ်လေကခွင်းရအောင်မှာဒါကြောင့်ပစ္စည်းပြည့်စုံတယ်ထားလို့ရတယ်အနေထားတစ်ခုရှိမယ်ပြီးတော့ဒီမှာလေကားလေးတွေချိုးကွေထားတဲ့အလားဆင်ထားတဲ့ပုံစံအနေထားဆိုအရန်ကိုပြည့်စုံတယ်ညာဘက်ချက်မှဆိုရင်ဒါကြောင့်အများဆုံးရေချိုးကန်အင်တာရှိမယ်ပြီးတော့ဒီလိုလေးဒိုင်နင်းရုံးကိုဖြတ်သွားပြီးတဲ့အချိန်ကျတော့ဒီဘက်ချက်မှဆိုရင်ဒါကျွန်တော်တို့ master bedroom အခန်းကြီးတစ်ခန်းရှိပါတယ်ခင်ဗျကဲအပေါ်တက်ကြည့်အရန်ကိုစိတ်ဝင်စားစရာအကောင်းတဲ့ floor လေးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ ကျွန်တော်မိတ်ဆွေတွေကြိုက်မယ်လို့မျှော်လင့်နေပြီးတော့ဒီနေရာလေးကဒါကျွန်တော်တို့အေခန်းသို့မဟုတ်အေခန်းလေးလှုပ်လို့ရနေတယ်မိမိရဲ့ကိုယ်ပိုင်စိတ်ကြိုက်ဖန်တီးထားတဲ့ဒါကိုယ်ပိုင်ဝန္ဒနာလေးပါပါတဲ့ဒီလိုလေးအေရိယာလေးဖြစ်တယ်ပြီးတော့အများဆုံးရေချိုးကအင်တာကလည်းဒီဘက်အချက်မှရှိရဲတော်တော်လေးပြည့်စုံတယ်ပြီးတော့ဒီလိုလေကားလေးကနေဆင်းပြီးတော့လဲအောက်ထပ်ကိုကျွန်တော်ဒါစဉ်းစားလို့ရတယ်ကဲကျွန်တော်မိတ်ဆွေတွေကျွန်တော်ဖိတ်ခေါ်ပါရခင်ဗျာ တစ်ခေါက်တစ်ခါတော့အလေလာဖို့အတွက်ကျွန်တော်ကတော့တိုက်တွန်းလိုက်ပါရစေကျွန်တော်ကတော့ဒေါက်တာစိုးမွှေဖြစ်ပါတယ်ခင်ဗျာ